အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Play တက်တဲ့အားလုံးမင်္ဂလာပါဒါကျွန်တော်မနေ့ကဒီ Arsenal တင်းနဲ့ Newcastle ဝဲသွားကြည့်တာပေါ့လေကျွန်တော်ကွင်းထဲမှာကြီးတဲ့မြင်ကွင်းနဲ့တချို့မြင်ကွင်းတွေကြတော့ကျွန်တော်ရုပ်တံအကြည့်တွေနဲ့ကြွားတယ်ဗျကျွန်တော်ကတချို့ဒါပွဲပီးပီးချင်းပွဲပီးသုံးသက်ချက်မှာဒါတုံတုံတချို့ view တွေကကျွန်တော်ကမမြင်ဘူးဗျမမြင်ဘူးဗျသူချင်းအေရီးယားထဲမှာလက်ထိတဲ့အပိုင်းနေနောက် ပနဒီဖြစ်ရဲ့ဒီအရာတွေကကျွန်တော်တို့က clear view မရှိဘူးကျွန်တော်ကြည့်ရတဲ့ position ကအပေါ်ကမိုးကြည့်ရတာမှန်ပေမဲ့သူတို့ကဒီဒီသေးသေးလေးတွေကြတော့ရုပ်တံကြည့်လို့ပုံမြင်တယ်ဆိုတော့ဘေးသက်တွေကပုံမြင်ရတယ်ဗျဘလုံးပွဲကြည့်တဲ့ TV ဖန်သားပြန်ကြည့်လို့တော်တော်လေးမြင်ရတယ်ဆိုတော့ကျွန်တော်အခုတေချာရုပ်တံက highlight ဒီဒါအဲ့ဒီဟာတွေကိုကျွန်တော်ပြန်ကြည့်ပြီးတဲ့အချိန်မှာ okay gabriel လက်ထိသွားတာတော့ကျွန်တော်တွေ့တော့တွေ့တယ်ဒါပေမဲ့လက်ထိတဲ့အပိုင်းမှာဘလို့ပုံစံထိသွားလဲနောက် bruno guimaraes လက်ထိတဲ့ victor yokras ဒါဘယ်လိုပြောမလဲဒီ penalty incident ဖြစ်တယ်နောက်တစ်ခုကတော့ဒါ Newcastle aggressive ကျွန်တော်ပြောပြမယ်တို့ Joe Arsenal ပြည်သက်တွေတော်များများက Victor Yokres နဲ့ပတ်သက်လို့ Newcastle ကစားမတွေကပူလိလို့မဆိုင်ဘူးတိုင် Newcastle ကဖားလို့တကယ်ပြကျွန်တော်ပြောပြမယ်ပြောချင်တဲ့အချက်ကဘာလဲဆိုတော့ပြောမယ်ဆိုတော့ Newcastle ဟာအရင်တည်းကလည်းအဲ့လိုပဲကစားတယ်နောက်တစ်ခုက Queen's Academy ကြီးတွေကဘောလုံးသမားတယောက်နှစ်ယောက်ပြဥမာ Centre Back နဲ့ ါတိုက်စစ်မှုတွဲလာရင်စန္ဒဘက်ကနောက်ကလူကဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့တိုက်စစ်မှုကိုတတ်နိုင်သမျှခွာရဖြစ်အောင်တတ်နိုင်သမျှဘလုံးဝင်းနေဥအောင်လို့တတ်နိုင်မျှဖြစ်ရတဲ့အားလုံးကိုသူတို့လုံပါပဲလုံပါဖြစ်တဲ့ကြောင့်ကိုယ့်တိုက်စစ်မှုကပါနိုင်ပါနေသလိုဒါကောင်းရင်ကောင်းသလိုအကောင်းဆုံးတွန်တွဲနေရမှာဗျာဆိုတော့တချို့ကအာယူကရက်စ်ကိုတရောင်နေထုတယ်ပါညာအဲ့ဒါကကျွန်တော်တို့ဗျာကျွန်တော်ဘလုံးခုံလူတဲ့အခါမှာဟိုတီတီတီဖြစ်တဲ့အခါလက်တီဆွဲတာတွေပါအသိန်းတိုင်းရရှိတယ်ဗျာရှိတဲ့အခါကျကိုဘက်ကကျွန်တော်ပြောပြမယ် ဒီ Jokeres ကို Newcastle ကစားသမားတွေတော်တော်များများလုတ်တဲ့ဖြစ်တယ်လေကျွန်တော်တွေ့တယ်ဒါပေမဲ့ကိုဘက်က Gabriel တို့ Saliba တို့ကိုကစားသမားတွေလည်းတခြားသူတွေလုတ်တာပဲဗျအသင်းတိုင်းမှာရှိတယ်စန်တဘတ်တွေကကြံတိုက်စစ်မှုတွေကိုတည့်ပြီးလုတ်တာဗျနောက်ကနေကန်နာတို့ဖျက်ရိုက်တာတို့ဆွဲတာတို့ဒါတွေကအမြဲချင်း foul ပေးတယ်မပေးဘူးဆိုတာကကွန်းလက်တန်ကြီးရဲ့ဆုံးဖြတ်ချက်ဖြစ်ပေမဲ့ဒါတွေကဘလုံးပွဲမှာ part of the game ပြကျွန်တော်ပြောမယ် content sport content sport မှာ every single time ကိုကျွန်တော်တို့ကဘလို့မှအမြဲတမ်းကိုလဲအသာစီးရဖို့လည်းမဖြစ်နိုင်ဘူးအမြဲတမ်းကိုလဲအား ဟိုဘယ်လိုပြောမလဲ favor ရဖို့မဖြစ်နိုင်ဘူးဒီချိန်မှာကိုယ်မပေးဘူးနောက်ချိန်မှာကိုယ်ရအောင်ရနိုင်တယ်ဒီဘွဲမှာကိုယ်မရပြင်မယ်နောက်ဘွဲမှာကိုယ်ရရင်ရမယ်ဒီလိုပုံစံသွားတာဗျာဆိုတော့ဒါကြီးကိုကျွန်တော်တို့ကသွားငိုပြနေလို့လည်းမရဘူးဒါ okay ဒီထက်ပိုကောင်းအောင်ငါတို့ဘာလုပ်မလဲအဲ okay ထားပါတော့ယုတ်ခရစ်ဘောလုံးရတဲ့ခါမှာယုတ်ခရစ်ကိုတန်းပြီးတော့ဒံပန်းပဲဖြစ်ဖြစ် ဒီဘယ်လိုပြောမလဲ7 board man ပဲဖြစ်ဖြစ်ဒါ Malik Tao ပဲဖြစ်ဖြစ် Bruno ပဲဖြစ်ဖြစ်ကြိုက်တဲ့ကစားသမားတွေ pressure ဖြစ်သူ့မှာချက်ချင်းဘောလုံးကို release ဆိုပြန်တွဲပြန်ပြီးဒါမျိုးတွေကျွန်တော်တို့ပို့လောက်အောင်ဗျာ Okay အရန်ကောင်းတဲ့ဥပမာ Olivier Giroud တို့လို hold တဲ့ကောင်းတဲ့ dropper တို့လို့အဲ့လိုတကယ် hold တဲ့ကောင်းတဲ့ player တွေက different type ဗျာဒါတွေတို့သွားလူလို့မရဘူးသူတို့ကိုယ်တိုင်ကအရန်ကောင်းတာ That's different so ဒီ So အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်မှာတိတ်ပြီးတော့ဘာမှမရှိဘူးကောင်းတဲ့မှာအာ Newcastle ကွင်းမှာဒီလိုဖြစ်တယ်မပြောနဲ့ Newcastle ကဘယ်သူနဲ့ကန်တာဒီတိုင်းပဲ ဒီတိုင်းပဲဒါလူကြီးကိုယ်လက်ဒါလူကြီးတွေကလည်းဥမာကျွန်တော်တို့ဗျာဥမာဥမာ example နဲ့ကျွန်တော်ပြောမယ်ဆလီပါကနစ်ပုတ်ရှိကိုတွားပြီးတော့ဝင်ပြီးတော့နည်းနည်းကရတယ်ဗျာ at least အရင်တော့ကျွန်တော်ဘန်ဝိုက်လို့တို့လို့ဗျာသလားကိုကိုသမားကိုတွားပြီးနှောက်ရက်တဲ့ပုံစံမျိုးဒါပေမဲ့ဘောင်ထဲကဖြစ်နေတဲ့အတွက်ကြောင့် VR တွေဒါလူကြီးတွေပြန်ပြီးကြည့်လို့ရတဲ့အခြေအနေတွေရှိနေသေးကြအောင်ကိုပေးရတဲ့ဖြစ်ရတဲ့အကုန်လုံးတွေ့ပြီးသားပဲဆိုတော့ပြောချင်တဲ့ချက်ကကျွန်တော်တို့အဲ့ပုံစံနဲ့တွားလို့လို့ရှိရင်တခြားသူတွေလောက်ကြတာပဲဒါပေမဲ့ ိုဘလောက် clever ဖြစ်လဲကိုဘောင်တွေကဝင်အောင်ဘလောက်လုံးရလဲအဲ့ဒါပုံမူတည်ပြီးတော့ကျွန်တော်တို့ကဖြစ်ဥမာ Gabriel ကောင်းတိုက်ဖို့အတွက် Saliba လိုအပ်တယ် Saliba ကနှစ်ပုတ်ကိုသွားရှုပ်တယ်ရှုပ်တဲ့အချိန်မှာသူ့ရှေ့မှာရအောင်သွားနေတယ်အဲ့ဒါဆိုရင် Newcastle နောက်တန်းနေရာပို့ပြီးတော့တိထားမှာကိုကိုသမားနာမှာတက်နိုင်မှာလူမရှိအောင်သူတို့လော့မှာသူတို့အဲ့ပိုင်းပို့သွားတဲ့အတွက်ကြောင့်သူတို့ကိုပေးလိုက်ရတယ်သဘောတရားအရှင်းရှင်းလေးပဲပြောချင်တာကျွန်တော်တို့ခုနကတော့ခံရတဲ့အပိုင်းတွေမှာကျွန်တော်တို့တော့ပြောလို့မရဘူးကိုကလည်းကိုပေါင်တွေကကိုလုံနေတာ ိုသွင်းတဲ့ဆက်ပီးစီကိုလှုပ်တဲ့အပိုင်းတွေဒီလိုပဲအသင်းတိုင်းအသင်းတိုင်းမှာလည်းကိုပေါင်တဲ့ကလည်းကိုလှုပ်ပြီးတော့ကိုရိုက်ရသွားကြတယ် every single time တော့ဘယ်သူကပေးတဲ့က happy ဖြစ်မလဲဒီအရာကြီးကိုကျွန်တော်တို့ကထောက်ပြပြီးတော့ငါတို့ကြတော့ဒါဒါဖြစ်တယ်ဒါဖြစ်တယ်ဒါဖြစ်တယ်တော့ပြောလို့မရဘူးကျွန်တော်တို့ကဘောလုံးပွဲကြည့်တဲ့အခါမှာဘောလုံးပွဲအဲ့လိုပဲကြည့်ရအောင်ဥမာကွင်းထဲမှာရှိတဲ့ပေးတဲ့ဥမာကွင်းထဲမှာရှိတဲ့ညူကာတဲ့ပေးတဲ့ပဲဖြစ်ဖြစ်တခြားပေးတဲ့တွေလည်းအာဒီကောင်ဘလော့လို့ဥမာပြ unless အတကုံတွန်းထုတ်လိုက်ရင်တော့တမျိုးပြအခုခေတ်မှာ Gabriel account တိုက်မယ်ဆိုရင်တခြားကစားမတွေက ညူကာဆယ်ဂိုးသမားပဲဖြစ်ဖြစ်ပြိုင်ဘက်ဂိုးသမားနာမှာဝိုင်းအောင်နေမယ်ရှုပ်ရှက်ခတ်နေအောင်လုပ်မယ်ပြီးရင်ဒါအဲ့ဂိုးသမား strong မဖြစ်ရင်တိုက်ပတ်သွားမယ်ဒီလိုပဲရာယာကိုလည်းညူကာဆယ်ကစားမတွေပုံပြီးတော့အဲ့လိုပဲလောက်တာပဲဒါပေမဲ့ကိုနောက်တန်းเนี่ยကလဲမဖြစ်တော့ဂျားတွေလည်းဖြတ်ဝင်ပေးပြီးတော့ကိုသမောက်တက်နေမြတ်ကာကွယ်တာဗျာဒါကအကုန်လုံးကဖတ်တော့ဒီဂိမ်းပဲဖတ်တော့ဒီဂိမ်းပဲဒါလို့ကျွန်တော်တော့ပြောလို့မရအောင်ဆိုတော့ကိုဖြစ်တဲ့ဖြစ်တာတွေပဲတော့ဖြတ်မြတ်လို့ကို advantage ရတဲ့အပိုင်းတွေလည်းရှိတယ်ကျွန်တော်တို့ကအဲ့လိုမျိုးကြည့်တယ်ဗျာနှစ်ဖက်ကြည့်ရတာထားပါတော့အခု Gabriel incident ကြတော့ ပနဒီကလက်မထီမှုထီးတယ်ဒါပေမဲ့ရှင်းဘက်ကိုထီးပြီးတော့ဒီဖလက်ဖြစ်လာတဲ့အလုံးကအဲ့ဒါ natural position မဟုတ်သည့်တိုင်အောင်မပေးဘူးအဲ့ဒါကဘယ်တော့မှလည်းမပေးဘူးဘာလို့လဲဆိုတော့အဲ့ဘောလုံးဟာအောက်ကိုအရင်လာတာအောက်ကနေမှတချင် deflect ဖြစ်ပြီးတော့အပေါ်ကိုတက်လာတာဗျာအဲ့ဒါကကျွန်တော်ဒီ Premier League မှာရောကဘာမှာ Humble Rules ကိုပြောင်းထားပြီးသားဒီ rules ပြောင်းတာကကြာပြီဗျာနှစ်နှစ်လောက်တောင်ရှိပြီဆိုတော့ကျွန်တော်ကလက်ကိုဘယ်လိုပုံစံနဲ့ထီထီ penalty ပေးတဲ့ kick ကနေလက်ကိုရွေချက်ချီချီနဲ့ဒီလိုကြီးထားတာပြီးတော့ ဒုံးတို့လာကန်ထိအောင်မှကန်နဲ့လူနဲ့လက်နဲ့ကြားက distance ဘလောက်နီးတယ်ကိုကြည့်ပြီးတော့ထပ်ပြီးတော့မပေးဘူးဆိုတာရှိသေးတယ်ဆိုတော့အခုလိုမျိုးတစ်ခုအခြားအခါကတစ်ခုကို deflect ဖြစ်ပြီးမှလာထိတယ်ဥပမာ Newcastle Paris Saint Germain နဲ့ penalty ပေးရတယ်အဲတော့ Liverpool တူလားဘယ်သူလဲမသိဘူးနောက်တန်းမှာတန်ဆိုးကျွန်တော်တစ်ခုနဲ့ထိပြီးတော့မှ Newcastle လက်ကိုလာထိတာအဲ့ဒါကို V ယူရီဖာတာလူကြီးက penalty ပေးလိုက်တော့ Newcastle အဲ့ပွဲရှုံးသွားတယ်ဒါပေမဲ့ပြောချင်တဲ့အချက်ကဘာလဲဆိုတော့ ไอซีไอ้ဟာမှားလို့ပြီးတယ်ဥရောပဘလုံးဖွက်ချက်ကရောပြန်ပြီးစီကံပြောင်းသွားနောက်နေ့ကျတော့အဲ့လိုဟန်ဘောတွေမပေးတော့အဲ့နေ့တည်းမှာပဲနောက်အဲ့လိုနောက်တခြားဟန်ဘောတွေမပေးတော့ပြောချင်တာကအကြောင်းရာအခြားရာတစ်ခုနဲ့ထိပြီးတော့မှကိုယ့်ရဲ့ body တခြားအပိုင်းနဲ့ထိပြီးတော့မှကိုယ့်လက်ကိုလာပြန်ထိလာတဲ့ deflect တွေ area လေးမှာဥပမာ bruno gun နဲ့ gumares ကို marti martinelli တိတ်ခံတာပဲဒါပေမဲ့သူက natural position မှာရှိတယ်လက်ထိသည့်တိုင်အောင်ဘာမှလုံးလုံးမရအောင်ဗျာကန်နာ down ဆိုတော့ရှုပ်ဖြစ်တဲ့မှာကျွန်တော်တို့ကပန်နတီသွားကလေးလို့မြောက်အဲ့ Victor Yokres ကိစ္စတခုပဲကျွန်တော်နည်းနည်းလေးပြောချင်တဲ့အချက်ကဘာလဲဆိုတော့ပန်နတီပေးတာမပေးတာဘောလေ तू ဆလီပါနဲ့ကျွန်တော်တို့ Joao Petro တုံးကဖြစ်တော့ဆိုတော့အဲ့တိုင်းပဲ Joao Petro ကိုဟိုဆလီပါကဘောလုံးကိုခေါင်းတိုက်တာခေါင်းတိုက်တဲ့အချိန်မှာ तू ကဘောလုံးကိုတိုက်တဲ့အချိန်မှာ Joao Petro ကဖြတ်လို့ရင်းနဲ့မှာ follow through ထိသွားတယ် ဒါပေမဲ့ however ကတင်းလာနေမှာထွက်ပြီးပြောတဲ့ချိန်မှာစလီပါကဘောလုံးကိုပဲယူရတာမှန်ပေမဲ့အဲ့ follow through ကပြိုင်မဲ့ကစားမောက်ကိုထိမိတယ်ဆိုတဲ့အချက်ကြောင့်အေရီယာထဲမှာဒါဟာ penalty ဆိုတော့နိဘုတ်ကအဲ့ပုံစံတွားတယ်ထိသွားတယ်ဒါပေမဲ့အခုခေတ်ကကျွန်တော်သိရမယ်ကျွန်တော်ပြောချင်တာပြောလေကျွန်တော်အမြဲပြောပါတယ်ဒီတစ်ပတ်မင်းတို့တိုင်တာမယ်နောက်တစ်ပတ်မင်းတို့ပြန်နိုင်တာမယ်နောက်တစ်ပတ်မင်းတို့ပြန်တိုင်တာမယ်နောက်နေ့မှဆိုတော့အဲ့ဒါက WG တွေကယူရချင်းရှိရှိလုတ်တယ်ဆိုတာထက် ဒေါင်ကြီးရဲ့ UGC လောက်တယ်ဆိုတာအိုက်ကောင်ကြီးအရင်သူမပြည့်တာကိုပြောတာကျွန်တော်ပြောချင်တာကျွန်တော်တို့ဒီတစ်ပတ်မှာမตาလိုက်ဘူးနောက်တစ်ပတ်ကျရင်ကျွန်တော်တို့တခွေးခွေးမှာကျွန်တော်ပြန်ตาမှာပဲကျွန်တော်ပတ်ပြီလားဘာတီ OD က AMF မှာကျွန်တော်လက်ထိသွားတာဗျာပလဲနေနဲ့ထိတာမပေးဘူးဗျာခါလီကြတော့ကျွန်တော်တို့တချို့ဘိုင်းတွေမှာကိုကန်ကောင်းသွားတာရှိတချို့ဘိုင်းတွေမှာကိုကန်ဆိုးတာရှိဆို every single time single time မှာတော့ decision တိုင်းရဲ့ကိုဘက်မပါဘူးဗျာအဲ့ဒါတွေကိုကျွန်တော်တို့သွားပြီးတော့သွားပြောပြီး complain တက်ဖို့လေခတ်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အချက်ကဒီတစ်ပတ်အာ ဒါဒီသင်းကကန်ဆိုးသွားရင်နောက်တစ်ပတ်ကျရင်ဒီသင်းကကန်ဆိုးတယ်နောက်တစ်ပတ်ကျရင်ဒီသင်းကကန်ဆိုးတော့ပြောချင်တာဗျာ VR နဲ့အင်္ဂလိပ်ဒန်လူကြီးတွေရဲ့အရေးသွေးဟာတစ်ပတ်နဲ့တစ်ပတ်မှာဘယ်သူကန်ဆိုးမလဲပဲယူနေရတာဘယ်သူက benefit ဖြစ်ပြီးတော့ဘယ်သူကကန်ဆိုးမလဲပဲယူနေတာဒါသူတို့ရဲ့ level လို့ဖြစ်နေတာသူတို့ level လို့ဖြစ်နေတာသူတို့အာသူတို့ရဲ့ပြဿနာဖြစ်နေတာအဲ့ဒါပဲဒီကောင်တွေပြဿနာထားပါတော့ Jerry Gillett ကဒါဘယ်လိုပြောမလဲ အဲ့ဗတန်ပေးတဲ့လေဘောင်းပေးတဲ့ဖြစ်လို့အာဆယ်ပွဲကြိုက်နေအဲ့ဒါဒီကိုမိုးဆတ်မရှိတာတွေကျွန်တော်မစင်စားဘူးဗျာဒါလူကြီးပါလေသူ့ကြိုက်သူ့ကြိုက်ကိုကြိုက်ရှိအကုန်လုံး professional လုပ်နေကြတာဗျာ professional လုပ်နေကြတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ဒီတန်လူကြီးကတခြားနိုင်ငံတခြားအသင်းကိုအားပေးလို့ဒီပွဲမကင်ရဘူးဆိုတဲ့မိတ်ဆက်မရှိတဲ့ဟာတွေမရှိဘူးဗျာအမှန်တိုင်းပြောရင် okay premier league က maybe everton ကိုမကင်ကောင်းမကင်ဒါခါးသီးတဲ့မျိုးပံပြိုင်ပဲဖြစ်လို့ဗျာအဲ့ဒါတော့မိတ်ဆက်ဖြစ်ကောင်းဖြစ်မယ်တခြားအသင်းတွေပွဲမှာ ။ဘာလို့ဆိုတော့ကျွန်တော်တို့ကဗျာ title race မှာ liverpool နဲ့ရှိချင်မှရှိမယ် man city နဲ့ရှိနေရှိမယ်ဆိုတော့တပွဲနဲ့တပွဲကြမှာမတူဘူးဗျာဆိုတော့အဲ့တချို့ main set မဖြစ်တဲ့ဟာကြီးကျွန်တော်မကြိုက်ဘူးဗျာကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်လည်းပေးသက်ပါပဲဒါကိုယ့်အသင်းတို့ဘယ်သူပဲဖြစ်ဖြစ်အကုန်နိုင်နေချင်ကြတာပဲဒါပေမဲ့တချို့ဟာလေးတွေကကြတော့ဒီကောင်ဒီပိတ်သက်ဖြစ်လို့ဒီလူအားပေးလို့ဒါကြောင့်ဖြစ်တယ်ဆိုတဲ့ reason ကြီးကိုကျွန်တော်မကြိုက်ဘူးကျွန်တော် reason ကရှင်းတယ်ကိုင်းနာမင်းတို့အကောင်းဆုံးလို့အကောင်းဆုံးဖြေရှင်းခဲ့ဒါပဲကြောက်တမ်းပဲကျွန်တော်တွေကဘေးရောက်သွားမယ်သဘောတရားဒါပဲ ကိုအသုံးမချလို့ကိုတိုင်ပတ်သွားတဲ့အချိန်မှာပြောစရာတွေဖြစ်လာမယ်အဲ့ဒါလေးရှောက်ပြောမယ်အစားကိုကောင်ကိုကွင်းထဲမှာလက်တွေ့ကြကြအဆုံးသတ်ခဲ့အဆုံးသတ်သုံးမယူချော့တန်โอเคမြူကာဆယ်12ရောက်နေကန်ကန်73ရောက်နေကန်ကန်95ရောက်နေကန်ကန်အဆုံးသတ်မှာကိုသုံးမနဲ့ပြန်ထွက်လာမယ်ရှင်းရှင်းလေးပဲဒါပဲဘာမှပြောစရာမရှိလီဗာပူးလည်းဒီလိုပဲအိုက်ကွင်းမှာသွားကန်နေမြူကာဆယ်ဘလူးကစားကစားနောက်ဆုံးလီဗာပူးသုံးမနဲ့ပြန်ထွက်ဒါပဲ job done ပဲကျွန်တော်ပြောချင်တဲ့အချက်ကအားလားအာဒီကောင်ကဘယ်မျိုးကိုကိုင်ဘယ်မျိုးသားဖြစ်လို့ ီလို decision တွေထွက်တာအဲ့ဒါကြီးအဲ့နန်းဆန်နေဗျလုံးဝနန်းဆန်နေကျွန်တော်မကြိုက်ဘူးကျွန်တော်တို့သဘောမကျဘူးဥမာကျွန်တော်အင်အင်္ဂလန်ပြည်သက်တွေလည်းရှိတယ်ဘောလုံးမသွက်ကြည့်တာကျွန်တော်တို့ကဘောလုံးမကွင်းသွက်ကြည့်ပိုတည်တယ်အဲ့ဒါကြီးဘယ်သူမှမပြောဘူးအဲ့အကြောင်းနေအဲ့အကြောင်းနေတုံတုံမပြောကြဘူးသူတို့ပြောတာကကွင်းထဲမှာ referee ရဲ့ဒီဒီ decision ပဲအဲ့တန်ကြီးတယောက်ကိုကြော်ပြီးတော့ဘောင်းပြင်းကြော်တဲ့တချို့ဟာတွေကိုဖြောက်ပြီးခေါင်းလေးမထည့်ဘူး ီနေ့ဘွဲမှာဒီနေ့ဒီတန်လူကြီးခိုင်သွားတယ်အဲ့တန်လူကြီးရဲ့ performance ကိုပြောတယ်ဒီကောင်ကဘာသင်းအားပေးလို့ဘာအားပေးလို့ညာပေးအားထားရင်မရှိဘူးကျွန်တော်ပြောချင်တဲ့အချက်ကအားဒါတစ်ခါလေကြာရင်လည်းကျွန်တော်တို့ပြည်သက်တရားလည်းအားဒါတွေကိုရှောက်ပြီးအစွဲတွေနဲ့နေရာတကာနေရာတကာရှောက်ပြီးဖော်ပြတယ်ကျွန်တော်သဘောမကျတာပေါ့လေဒါကတော့သူ့အမြင်ကိုယ့်အမြင်ရှိတယ်ဗျာဒါပေမဲ့ကျွန်တော်ပြောချင်တယ်ကျွန်တော်အမြင်ကတော့ရှင်းတယ်ဘလို့ချင်းနေမဖြစ်ဖြစ်ကိုင်းထဲမှာနိုင်အောင်ခံလာခဲ့အဲ့ဒါပဲကျန်တာတွေကအသေးဖွဲဖြစ်သွားတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဘာလဲဆိုတော့ဘလို့ပြောမလဲဆိုတော့ ဒါလုံကြီးတွေနဲ့ V ကကွင်းနဲ့ဒါလုံကြီးသွားအများနဲ့ဖြစ်နေတာဗျာတပတ်တည်းဖြစ်တာမဟုတ်အပတ်တိုင်းဖြစ်နေတယ်ဒီတစ်ပတ်တစ်ကောင်ခံရမယ်နောက်တစ်ပတ်နောက်တစ်ကောင်ခံမယ်နောက်တစ်ပတ်နောက်တစ်ကောင်ခံမယ်အပတ်တိုင်းခံရမှာတယောက်မှတယောက်ခံမှာလေဘာဦးပေးသားလဲငါတို့အမြင်ခံရတယ်ချယ်စီပေးသားလဲငါတို့အမြင်ခံရမယ်အာဆန်ပေးသားလဲငါတို့အမြင်ခံရမယ်ဘာလို့အသင်းတိုင်းပေးသားတွေကအမြင်ခံရတယ်ကိုယ်အသင်းနဲ့ပတ်သက်လို့ရှိရင်ကိုပဲမြင်တာ ਉ တခြားအသင်းကိုမြင်ချင်မှမြင်တာ ਉ ကိုယ်အသင်းနဲ့ပတ်သက်လို့ကိုအမြင်ကြည့်တဲ့ခါကျတော့ကိုခံရတာပဲကိုမြင်တာချယ်စီကလည်းသူခံရတာပဲသူမြင်တာလေဘာဦးကလည်းသူခံရတာပဲသူမြင်တာစပါးကလည်းသူခံရတာပဲသူမြင်တာ အာဆနယ်စီတီတခြားသင်းတွေအကုန်လုံးကတော့ကိုခံရတာပဲကိုမြင်တာကိုခံရတာဖြစ်တဲ့ကြောင့်ကိုအတင်းကအခံရဆုံးလို့ပဲထင်နေကြတာမဟုတ်ဘူးအကုန်ခံရတာအကုန်တူတူပဲကုန်တူတူပဲကျွန်တော်တို့ကဂျာပေးဂျာပေးဆိုတဲ့ကျွန်တော်ဒီလိုလုပ်နေတဲ့ကြောင့်ကျွန်တော်တို့ကဘလုံးဝဲကြည့်တဲ့အခါမှာသိတယ်ပွဲတိုင်းကအဲ့လိုကြီးပဲဖြစ်နေဒီကောင်းလေးရေသွေးမရှိတာဒါပဲသဘောတရားအားကြောင့်မို့ကျွန်တော် ကပို့ပြီးတော့ဗျာဒါလူကြီးကြောက်ကိုပို့ပြီးတော့အသူ့ရဲ့ပြင်ပကဟာကြီးတွေအာဒီကောင်ဘာသိန်းအားပေးလို့ငါတို့ဒီလိုဒီစီရင်ချတာအဲ့ဒါတွေကအဲ့ဒါတွေကတာမန်ဟို လူတယောက်ဟိုဘယ်လိုပါစဉ်းစားနေစိုက်မဟုတ်ဘူးပြောင်ရိုးရိုးပဲရှင်းရှင်းပဲရှိမယ် professional က professional လို့လုပ်နေတယ်သူအမားလို့ရင်မားတယ်ဒါပဲသဘောတရားဒါပဲကျွန်တော်ဒါဒီလို point မြင်ကြည့်တာကျွန်တော်ခုနပြောလို့ကိုကဘောင်ထဲကနေတောင်းကပိုးရနေဘောင်ထဲကနေကိုကိုရအောင်လုပ်တဲ့အာသာချက်တွေယူခဲ့ရင်ကိုလိုပဲညူကာဆယ်က physical အားနဲ့ဘောင်ထဲကနေသူရအောင်ယူရအာသာချက်ရှိမှာပဲ ဆိုအားလုံးကသူကသူတလက်ကိုတလက်ရှိကြတာပဲဒါအတိုင်းကို every single တိုင်းဒီကောင်းနေနဲ့တွေ့ရင်ဒီတိုင်းဖြစ်မဟုတ်တယ်ကျွန်တော်ယူကစင်နဲ့တွေ့တိုင်းခတ်တယ်ဘာလို့ဆိုတော့တို့ကကျွန်တော်ကောင်းကောင်းဂျွန်းနဲ့လို့ကျွန်တော်ကစားပုံတို့ကောင်းကောင်းဂျွန်းနဲ့လို့ကျွန်တော်မနိုင်တာလေပါဘူးဆိုတို့ဘေဂျီထကန်ကနိုင်တယ်တေးနဲ့နိုင်ဘာလို့ဆိုတို့ကစားကောကောင်းကောင်းဂျွန်းနဲ့လို့ဗန်တိုက်တို့ဘာလို့ aggressive ဖြစ်တယ်ပို့လို့ပြတယ်ဒီလိုမျိုးပေါ့တစ်ခါကျတော့တယောက်နဲ့တယောက်မတူကြီးကြဘူးအဲ့ဒါယူနေရာတွေကတော့ပြောလို့မရဥပမာ crystal palace ဆိုအသင်းတော်တော်များများတော့ခတ်တယ်ဒါပေမဲ့ arsenal က palace ဆို ဟိုခံကောင်းဆောင်လည်းပဲလေးစကွန်မှာကျွန်တော်အမြင်နဲ့ရလက်ကောင်းလေးရှိတယ်ခုနောက်ပိုင်းနေမှာဆိုအဲ့ဒီမျိုးကမတူဘူးပြလီဗာပူးအတွက်ခံခဲ့မှာတခြားတဲ့တဲ့မှာကျွန်တော်တို့အတွက်လာလွင်နေပြန်အောင်တော့တယောက်နဲ့တယောက်ကခံမကမတူကြည်ကြအောင်အဲ့ဒါကြောင့်နေရာတိုင်းမှာသွားပြို့လို့မရဘူးဒါကျွန်တော်အမြင်ပေါ်လေးမနေ့ကကျွန်တော် highlight ဒီပိုင်းပြန်ကြည့်ပြီးတဲ့အချိန်မှာဖြစ်တဲ့အမြင်ဆိုတော့ your correspondence ပေးတယ်မပေးဘူးကဒီ WG တွေရဲ့ decision ပဲသူတို့အရေးသွေးနေလို့မပေးတာသူတို့ယုံကြည်တဲ့ဆိုရင်ပေးမယ်ဒါပဲတော့ penalty incident နဲ့ဒီတိုင်းပဲဒါကျွန်တော်အပါစင်အမြင်ပေါ်လေးတယောက်နဲ့တယောက်လေး ဒါကွင်းလွင်းနေကွင်းလွင်းနိုင်တဲ့အခြေအနေလေးရှိတယ်ဒါပဲဒါပေမဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ကွင်းထဲမှာသွားကြည့်တဲ့အခါမှာတချို့ဘိုင်းတွေမှာတေချာ clear မမြင်တဲ့အတွက်ကြောင့်အခုဒါကြည့်ပြီးတော့မှပြန်ပြောတာပါအားလုံးကျေးဇူးတင်ပါတယ်